ဒေါ်လန်မိဘပြည်သူကလစ်ကာများအလုံးပဲမင်္ဂလာပါရှင်။ယခုတင်ဆက်ပေးမှာကတော့ဒေါက်တာဖြူတိဟာရေးသားထားတဲ့အိမ်အလုံးလုံးသူတွေရဲ့တန်ဖိုးဆောင်ပါဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ဂျန်ဒါအကြောင်းတွေဖိုဝါရအကြောင်းတွေမကြာခဏရေးသားလေးရှိပေမယ်။ကိုရိုင်းလည်းတမယိုးချမိသားစုကနေမွေးဖွားခြေပြန်လာတဲ့သူပါပဲ။အဖေကစီးပွားရှာတယ်၊မိကအိမ်မှုကိစ္စလုပ်တယ်။အမေခိုင်းလို့အမေကိုချစ်လို့ကိုလုပ်တာသာရှိတယ်။ ိမ်လို့ဆိုတာကိုနဲ့ဆိုင်တယ်လို့တခါမှ တွေးခဲ့ဖို့တဲ့သူမဟုတ်ဘူးဒီဘက်နောက်ပိုင်းစာရွေရေးလာသည့်အချိန်အဲ့ဒီအစွဲကလေးကမကြွချင်သေးဘူးယောက်ျားတွေအိမ်လို့ကိုလို့ဖို့လို့တဲ့ဆိုတာမျိုးရေးမိတော့ကိုရဲဆိုကလေးကအထက်ကတာဝန်ရှိသူဟာမိမလို့ပဲထင်နေသေးတဲ့သဘောပထမဆုံးစပြီးပြောင်းလဲစေခဲ့တာကကိုရိုင်းနေမှာအလုတ်သွားလို့ရာကနေပါပဲတယောက်ထဲနေရတော့အဝိရှော်လဲကို ပကံဆေးလဲကိုအိမ်တန်ရှေးလုံလဲကိုဒါတောင်းကိုတကောစာအိမ်ဆိုလဲတခန်းစာသာသာလောက်အချိန်တော်တော်ပေးရမှန်းသဘောပေါက်လာတယ်။အရင်ကတော့ဝတ်ပြီးသားအဝတ်လျှော်ဆက်ထဲထည့်လိုက်တာပဲ။အချိန်တန်တော့ဘီရိုထဲကနေပြန်ထွက်လာတယ်။အစားစားပြီးရင်ပေစင်တဲ့ပကံတွေထည့်ခဲ့လိုက်တာပဲ။အချိန်တန်တော့ပကံစင်ပေါ်ပြန်ရောက်လာတယ်။ကြားထဲကဆင့်တွေကိုမသိခဲ့ဘူး။ကိုယ်တိုင်လုပ်ရမှပဲအချိန်ဘယ်လောက်ပေးရသလဲ။ လို့ဘလောက်ပင်ပန်းတယ်လဲသိတော့တာအဲ့ဒီတော့မှဩအိမ်မှာငါမေရှိနေလို့ဒါငါဖေရောငါတို့ရောအေးအေးလူလူအလိုလိုခွင့်ရခဲ့တာပဲကို့လုံးမှာပဲအချိန်ပြည့်အာရုံစိုက်နိုင်ခဲ့တာပဲဆိုတာနားလေလာတာအမေရဲ့အရေးပါမှုတနည်းအားဖြင့် reproductive role လို့ခေါ်တဲ့အိမ်ထောင်မှုထိန်းသိမ်းကလေးပြုစုပြောထောင်တဲ့ကဏ္ဍဟာအပြင်ထွက်စီးပွားရှာတဲ့ productive role လို့ပဲ အိမ်တိမ်မှာအရေးကြီးမှန်းသိလာတာဒီလိုရေးရင်တချို့အမျိုးသမီးတွေကပြောမယ်ဒါငါတို့မိန်းမတွေကိုအိမ်လို့ပဲလုပ်နေအောင်လို့မျှတလို့လို့နဲ့ချင်းထက်နေတာဆိုပြီးတချို့အမျိုးသားတွေကလည်းပြောမယ်ငါတို့ပြင်မှာစီဝါရှာရသူတွေကရောမပင်ပန်းလို့လားပေါ့ဒါတွေကိုရှင်းပြရရင်အမျိုးသမီးတွေကိုချရာပေါ်ကိုရက်ကိုဝင်ငွေကိုရှာတဲ့ကြောင်းမကြာခဏရေးဘူးတယ်ယောက်ျားအပေါ်ဝင်ငွေအရာ လုံးလုံးလျားလျားမိခိုးနေရခြင်းဟာကိုယ်အတွက်ရောကိုသားသမီးတွေအတွက်ပါတိတ်ကိုမှအန္တရာယ်များစေတယ်။တစ်ဖက်မှာလည်းအဲ့ဒီလိုကိုပိုင်ဝင်ဝင်ရှိမှထက်မြက်တဲ့မိမဖြစ်တာတော့မဟုတ်ဘူး။ကျွန်တော်တို့အမေတွေအတော်တွေအဖွားတွေကိုခုချိန်မှအပြင်ထွက်အလုပ်လုပ်ခိုင်းလို့လည်းမရတော့ဘူး။ဒါကြောင့်အိမ်ထောင်မှုထိမ့်သိမ့်တဲ့ကဏ္ဍဟာအပြင်အလုပ်လုပ်စီးပွားရှာတဲ့ကဏ္ဍလိုပဲ အရေးပါကြောင်းပြောဖို့ပြောရမယ်။နံပါတ်1က Women Empowerment ရဲ့အတိတ်ပဲဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်ရဲ့အပြင်ဘက်မှာရောက်နေတယ်။ရှင်းအောင်ပြောရရင်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိတဲ့အမျိုးသမီးတွေကိုဆုံးဖြတ်ချက်ချပိုင်ခွင့်ပေးတာဟာ Women Empowerment ပဲ။ဆိုလိုတာကအမျိုးသမီးတစ်ယောက်ဟာဝင်ဝေရှာမလား၊ကိုယ်ပိုင်အလုပ်လုပ်မလား၊အောင်မြင်တဲ့ career တစ်ခုကို တည်ဆောက်မလား တင်ညာဆက်တယ်မလားမိခင်ဘဝကိုပဲရွေးချယ်မလားဒါတွေဟာသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲဖြစ်ရမယ်။ငါနဲ့ညာရင်နင်အလုပ်ထွက်လိုက်အသက်ပဲ30ကျော်နေပြီနင်ကြောင်းထပ်မတင်နေတော့ဆိုတာမျိုးတွေမဖြစ်တင်တယ်လို့ဘွဲတွေအများကြီးယူခဲ့တယ်။အောင်မြင်မှုတွေရခဲ့တဲ့အမျိုးသမီးကကလေးရတော့မှကလေးကိုပုံဦးစားပေးလိုက်တာကလည်းနင့်အရေးချင်းတွေနှမျောစရာကြီးဆိုတာမျိုးပြောနေလို့မရဘူးမြင်ပါတယ်။ သူ့ဆုံးဖြတ်ချက်ဖြစ်နေတာကိုအပြည့်အလုံးလို့ဖို့တိုက်တွင်းရင်ကအဲ့ဒီလိုမှမလုပ်ရင်ပဲအတုံးမကြတဲ့မိမလိုမိခင်လိုဖြစ်ကုန်ကြထင်ကုန်ကြတာလဲအစွန်းတစ်ဖက်လို့ထင်တယ်နောက်တစ်ချက်ကခုခေတ်မျိုးသမီးတွေရဲ့ပြဿနာဘာလဲဆိုတော့ပညာတွေတင်လာကြတယ်အမြင်တွေကျေလာကြတယ်ခေတ်ကာလကလည်းယောက်ျားတယောက်တည်းစီးပွားရှာလို့မလုံလောက်တော့ဘူးမိမတွေပါစီးပွားရှာလာကြတယ် အဲ့ဒီ productive row ကိုဒါညယူလာကြပြီမယ်။အိမ်ပြန်ရောက်ရင်ကြာ reproductive row ကိုတော့ညမယူကြသေးဘူး။မိမတွေကပဲလုပ်နေရတော့မိမတွေကပဲအတိတ်ကတာဝန်ရှိတော့ဒါကြောင့်နှစ်ဆပုံပင်ပန်းတယ်လို့ညှိကြတယ်။အမေတို့ခေတ်ကမှတခုဆိုတခုပဲလုပ်ရသေးတယ်ပေါ့။ငါတို့လည်းကြာကလေးလည်းမလေးဟင်းစေရယောက်ျားကိုလည်းပံ့ပိုးရကိုအလုပ်လည်းကိုလုပ်ရနဲ့ စိတ်မျက်နှာဆုံးဖွင့်ထားရတာတဲ့ဒီတော့ reproductive role ကိုလည်းမျှယူကြတဲ့ delete အထွန်းကားဖို့ကအတော်လိုအပ်လာတယ်။အပေါ်မှာရေးခဲ့သလိုဟင်းချက်တတ်တဲ့အမျိုးသားတွေကလေးထိန်တဲ့အမျိုးသားတွေခုခေတ်ပုံများလာတယ်။အဲ့ဒီလောက်ကိုရင်ကိုပဲ အတော်ဟုတ်နေပြီပေါ့။ဘာလို့ဆိုတော့ဒီအလုပ်တွေကိုကိုနဲ့မဆိုင်သလိုသဘောထားတဲ့အမျိုးသားတွေအများကြီးရှိနေသေးတာကို a top chairman is just an average woman ဆိုတာအဲ့ဒါကိုပြောတာတယောက်ကြာအရက်မတောင်းဆေးလေးမတောင်းမိမမရှုပ်အလုပ်ကြိုးစားအဲလုံးလုပ်တယ်ဆိုရင်အားလုံးကချီးကျူးကြပြီမယ်မိမတယောက်အရက်မတောင်းဆေးလေးမတောင်းယောက်ျားမရှုပ်အလုပ်ကြိုးစားအဲလုံးလုပ်နေတာကတော့တာမန်ပဲလို့မြင်ကြတယ်ဒီလိုမှုအတိုင်းဝိုင်းကအမျိုးသမီးတွေအပေါ် တောင်းဆိုမှုတွေမျှော်လင့်ချက်တွေပုံများနေတဲ့သဘောနံပါတ်လေးအချက်ကဟုတ်ပြီအဲလောက်ကဒီလောက်ပင်ပန်းနေရင်ငါတို့နဲ့အလုပ်ချင်းလဲမလားပေါ့အမျိုးသားတချို့ခနဲ့တက်ကြတယ်အပြန်လုံးနဲ့အိမ်လုံးမတူတာကအပြန်လုံးကိုအလုပ်လို့မှတ်ယူကြတယ်ပတ်စံရတာကိုဂုံလဲရှိတယ်ကိုကိုကိုလည်းလေးစားမှုမြင့်မားစေတယ်နောက်ခွင့်ရရှိတယ်ပေးရရှိတယ် retreat ထွက်လို့ရတယ် ညနေလို့ဆင်းရင်အပြင်လေးပါလေးတွားလို့ရတယ်။အိမ်လုံးလုံးသူမှအဲ့ဒါတွေမရှိဘူး။ဝန်ငွေရှိတဲ့အတွက်အိမ်မှာတစ်ခုခုကို ဆုံးဖြတ်ချက်ချတာကလည်းသူပဲဖြစ်သွားတယ်။တာသမီတွေပေါ်ဩဇာညောင်းတာကလည်းသူပဲ။ဒီနေရာမှာငါတို့မိသားစုကတော့အဲ့ဒီလိုမဟုတ်ဘူး။ငါမိမကိုဘလို့ကြောက်ရတာ။ငါအမေကဘလို့ပါဝါရှိတာမငင်းပါနဲ့။ကိုတကောစာအတွေ့အကြုံနဲ့ပဲအရာရာကို မဆုံးဖြတ်ဖို့လိုပါတယ်။ ကိုမိသားစုလိုမဟုတ်တဲ့အခြေအနေတွေမျောများစွာရှိပါသေးတယ်။ဒါအပြင်မျိုးသမီးတွေကိုယ်တိုင်ကအစာ သူတို့ရဲ့အရေးပါမှုကို သူတို့မသိဘူး။ဒါကြောင့်ငါမိမအိမ်လုံးလုပ်ပေးနေလို့ငါဒီလို ဖြောင်းဖြောင်းတန်းတန်းအလုပ်တွေလုပ်နိုင်တာလို့တွေးပြီးတဲ့ကျေးဇူးတင်တဲ့အမျိုးသားတစ်ယောက်ရှိတိုင်းရှိတိုင်းမှာငါယောက်ျားရှာကျွေးနေလို့ငါယောက်ျားကငါ့အပေါ်ကျေးဇူးရှိတယ်ဆိုပြီးအိယာဝန်တိုင်းကတော့ဦးချပြီးမှအိတ်တက်တဲ့ အမျိုးသမီးက100လောက်ရှိနေတာဆိုတော့အလုံးနှမျိုးစလုံးမှာကိုစီဖိအားတွေရှိကြပြီမယ်ဘယ်လောက်ကချိုးနိုင်ခံထားရတယ်လဲဝင်ငွေမရတဲ့အတွက်ဘယ်လိုပြဿနာတွေပေးနိုင်တယ်လဲဆိုတာချိန်ထိုးစဉ်းစားကြည့်လို့ရတယ်နံပါတ်5အချက်ကျုံမိသားစုတွေမှာဒီရိုးနှစ်ခုက ပြောင်းပြန်ဖြစ်နေတာတွေရှိတယ်။အခြေအနေအကြောင်းကြောင့်ပေါ့အမျိုးသမီးကဝင်ဝင်ရှာပြီးအမျိုးသားကအိမ်မုကိစ္စလုပ်တယ် မင်းကတော့မင်းမရကန်ကောင်းတာပေါ့ဆိုတဲ့စကားတွေအဲ့ဒီထဲကြမ်းကြမ်းသုံးချင်ရင်တော့မင်းမထမိန်သားခိုစားတယ်ဆိုတာမျိုးတွေပြောကြရော အမျိုးသားကိုယ်တိုင်လည်း self esteem ကျနေတတ်တယ်အိမ်မှာဘလို့ပဲအပေးယူတဲ့တဲ့လူမှုအတိုင်းဝိုင်းရဲ့ပေရန်နဲ့တော့အံဝံနေဖို့ကိုဒါကြောင့်သူတို့လက်မယာသူတို့မိသားစုအဆင်ပြေနေပြီးတာပဲဆိုတဲ့အမြင်မျိုးယောက်ျားအရင်လို့လောက်တာရောဗာဆန်းတယ်လေဆိုတဲ့အမြင်မျိုးတွေရှိလာဖို့အရေးကြီးတယ်။ နောက်ဆုံးတစ်ချက်အဲ့ရလို့အရေးကြီးတာလည်းသိပြီယောက်ျားမင်းမနဲ့ယောက်စလုံးမှာတာဝန်ရှိတာလည်းသိပြီနောက်ဆုံးကြံနေတာက အမျိုးသမီးတွေအပြင်အလုပ်လုပ်ဖို့မွေးကလေးကမင်းကလေးဆိုတာတေစာရှင်စာတက်ရင်တော်ပြီပေါ့အချိန်တန်လင်ကောင်းသားကောင်းရတော်ပြီပေါ့ဆိုတာမျိုးတွင်တင်မိဖို့ကြောင့်အလုံကလွဲပြီးကြံတာဘာမှမတတ်အောင် ပြိုးထောင်ခံထားရတဲ့အမျိုးသမီးတွေဘလို့များရက်တည်နိုင်ပါမလဲ အားကိုးရပဲရှာနေတော့မှာပေါ့လေဒါအမျိုးသမီးမို့အားကိုးရမဖြစ်မနေလိုအပ်တာမဟုတ်ဘူးအဲ့ဒီလိုလိုအပ်နေရအောင်လို့အမျိုးသမီးတွေကို ပုံသွင်းထားတာဒါကြောင့်လေဂျန်ဒါတန်းလူကြီးများမို့အကြောင်းပြောပြီးဆိုမိဘတွေရဲ့အခန်းကဏ္ဍတိတ်အရေးကြီးတာဒီလိုထုံတန်းတလေးတွေအယူဆတွေကို ကလေးတွေစီလက်ဆင့်ကမ်းတာသူတို့ကို ကလေးဘဝပညာသင်စင်မှာကလေးပါ ယောက်ျားလေးနဲ့ခွဲခြားခံနေရပြီမိဘတွေရဲ့မျှော်လင့်ချက်ကသားနဲ့သမီးအပေါ်မှာမတူဘူးလေကြောင်းထုတ်เสียရရှိမိန်းကလေးကိုအရင်စားထုတ်တာမပြိုင်ခင်ကလေးကရှုံးနဲ့နေပေးတာပြောရမယ်အပေါ်ရန်လေးပဲကွက်ပြောကြီးလာမှစိတ်ခွန်အားတွေပေးနေလို့မရဘူးတယောက်ယောက်ရှိမှဖြစ်မှာဆိုတဲ့အားငယ်မှုကိုသွတ်သွန်းပေးလိုက်တဲ့ထုံတန်းဒလိတွေကိုပါပြင်ဖို့လိုအပ်တယ်ဒါမှပဲကိုချောက်ပေါ်ကိုရက်တည်ရဲတဲ့ အိမ်ထောင်ရေးဆိုတာကို အားကိုးရာရှာတာမျိုးတဲ့လက်တွဲပေါ်ရှာတာလို့ရှုမြင်နိုင်တဲ့ဒီယောက်ျားမကောင်းတာသိပေမဲ့ဝင်ငွေအရမိခိုရလို့ချိန်မိတ်ပေါင်းတင်နေရတာမျိုးလောက်ဆရာမလိုတော့တဲ့အမျိုးသမီးတွေခက်များများရှိလာမှာဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ7ရက်7လ2025ဟုတ်ကဲ့ပါရှင်ဒေါက်တာဖြူတီဟာရေးသားထားတဲ့အိမ်လုံးလုံးသူတွေရဲ့တံပိုးဆောင်မကိုဒီညမှာပဲဆုံးသက်ပါပြီရှင်။ ဆက်လက်ပြီးဒေါက်တာဖြိုသိဟာရေးသားထားတဲ့အမျိုးသားတွေရဲ့ပြောင်းလဲမှုဟာ အမျိုးသမီးတွေကို ချစ်ချင်းကနေစတဲ့ဆောင်းပါးဖြစ်ပါတယ်။နောက်ဆက်ပေးကြပါအောင်ရှင်။ပြီးခဲ့တဲ့အင်္ဂါနေ့ကရေးခဲ့တဲ့ဆောင်းပါးကို ကိုဟာကိုပြန်ဖတ်ရင်းသဘောပေါက်မိသွားတဲ့အချက်ပါ။ဖွာရာချီးဆိုးတဲ့ပတ်ဝန်းကျင်ကနေတွင်တင်လိုက် ပုံသွင်းလိုက် ပြူးထောင်လိုက်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့အများစုမှာအဆွဲတွေပါလာကြပါတယ်။ ယောက်ျားမမဟုတ်ပါဘူးမိမတွေကိုယ်တိုင်ကအစာ သူတို့တဆင်းနိုင်တယ်ဆိုတာမျိုးမှတ်ယူထားကြတယ်တားယောက်ျားလေးမွေးမပုံမြတ်တဲ့ဆိုပြီးမိခင်တွေကအစာခံယူထားကြတာမိမဆိုတာအမိတဲရှိမှ တင့်နေတာရာသီလာတာဟာယုံညံ့နေစသဖြင့်ပေါ့အမျိုးသမီးတွေကဖိနှိပ်ခံကြရတာများတာမို့သူတို့အတွက်ပြောင်းလဲမှုဟာအသိပညာပေးရုံနဲ့တဲ့အတော်လေးအလင်းပွန့်သွားနိုင်တယ်လို့မြင်မိတယ် အမျိုးသားတွေအတွက်ကြအသိပညာနဲ့တည်းမလုံလောက်ဖို့လိုချင်တယ်။ဘာလို့ဆိုတော့အစွဲချွတ်တယ်ဆိုတဲ့ကိစ္စလူမှုအပြောင်းလဲဆိုတဲ့ကိစ္စကနှလုံးသားထဲကလာတာကိုပညာတွေတက်အမြင်တွေကျေနေတိုင်းလဲအစွဲကမကျွတ်ဘူး။ဒါကြောင့်ဂျန်တာတင်နန်းတွေဘလောက်ပြေးပြေးဘလောက်ဆွေးနွေးပွဲတွေလုပ်လုပ်အရန်ကြီးထူးမလာဘူး။ကျွန်တော်ရဲ့အပြောင်းလဲကဘယ်ကနေစတယ်လဲလို့မေးရင် ချစ်ချင်းမေတ္တာကနေစတယ်။ဘသူ့ကိုချစ်တဲ့ချစ်ချင်းမေတ္တာလဲဆိုတော့ကို့အမေကိုချစ်တဲ့အချစ်၊နှမကိုချစ်တဲ့အချစ်၊ချစ်သူရေးစားဇနီးမယားကိုချစ်တဲ့အချစ်၊သမီးကိုချစ်တဲ့အချစ်တွေပဲ။ကျွန်တော်ဆိုအမေကိုချစ်တဲ့အဖေနဲ့ကတနှစ်မှသုံးလလောက်အတူရှိရတာ။ကျွန်တော်တို့ကိုလိုလီသေးမရှိပိုးမွေးတလို့မွေးခဲ့တာလေဒီအမေပဲချစ်တော့အိမ်လောက်လဲဝိုင်းကူတယ် တယောက်တည်းနေလို့ကိုယ်တိုင်လုံးရပြီဆိုတဲ့အခါမှာလေအရင်ဆုံးပြေးတရရတာအမေကိုပဲအဲ့ဒီကနေမှဆောင်းပါတဲ့ရေးထားသလိုအမြင်တွေပြောင်းအတွေးတွေပြောင်းလာခဲ့တာဒါကြောင့်အမေကိုချစ်တဲ့အချစ်ကနေပြောင်းလဲမှုစခဲ့တာလို့ကိုကိုကိုသဘောပေါက်သွားတာကျွန်တော်အဖေဆိုလဲဒီလိုပဲသူ့ကိုတွားပြီးဂျန်ဒါရီဖီထရီယာဂျီရီရှင်းပြခိုင်းချီသူပြောပြတတ်မှာမဟုတ်ဘူးဒါပေမဲ့ သူ့ဇနီးကျွန်တော်မိကိုအရန်ချစ်တယ်အရင်မတော့ဆေးလေးမတော့မိမမရှုပ်အဲလို့ဆိုလဲသူနဲ့မဆန်တလို့အခန့်သားနေတတ်တာမဟုတ် အကုံဝင်လို့တာသူ့မှာလဲဖိုးဝါးရီအမြင်တွေမရှိဘူးလားဆိုရှိတာပဲယောက်ျားလေးဆိုတာအရေးချင်းရှိမှငွေရှာနိုင်မှမင်းတို့မိမတွေကိုတင့်တင့်တဲတဲထားနိုင်မှာတော့မင်းတို့သာတမီးဆိုငါဒီလောက်ပြောမနေဘူးလို့ဆုံးမတာတွေကျွန်တော်တို့ကြားခဲ့ဘူးတာပဲ ဒါပေမဲ့အဖေဟာအမေပေါ်နှုတ်အားဖြင့်ကိုအားဖြင့်ဖိနှိပ်အနိုင်ယူတတ်သူတော့လုံးဝမဟုတ်နေဘူးဖောက်ပြန်မယ်ဆိုလဲသူ့အနေထားနဲ့ဆိုလွယ်လွယ်လေးဒါပေမဲ့သူမလုပ်ခဲ့ဘူးဘာကြောင့်လဲဆိုရှင်းပါတယ်အမေကိုချစ်လို့ပဲတခြားယောက်ျားတွေအဖေတွေလည်းဒီလိုပဲကိုမိန်းမကိုချစ်တဲ့အခါသူ့ပင်ပန်းမှုတွေကိုတည်တယ်ရှင်းလာတယ်ဂရုစိုက်တယ်တံပိုးထားတယ်သစ္စာရှိတယ် သမီးကိုချစ်တဲ့အခါဒီသမီးလေးမပျော်ရွှင်မှပင်ပန်းမှအားငယ်မှကျုပ်ဦးတယောက်မျက်နှာကိုကြည့်နေရမှမပျော်ရွှင်တဲ့အိမ်တော်ကြီးမှပိတ်မိနေမှမလိုလားဘူးဒီတော့ပြုစုပြောထောင်ပုံကအဆအကွာသွားတယ်ဒီလိုနဲ့ကိုကိုကိုယုံကြည်မှုရှိတဲ့မိန်းကလေးတွေထွက်ပေါ်လာတော့တာပဲဒီတော့မေးစရာရှိတယ်ဘယ်ယောက်ျားကသူ့မိမသူမချစ်လို့လဲဘယ်ဖေကရော သူ့သမီးသူမချစ်လို့လဲဟုတ်တယ်ချစ်ကြပါတယ် ဒါပေမဲ့ကိုမိမကိုသမီးထက်ပိုချေရတံမိုးထားရတာတွင်ရှိနေတတ်ကြတယ်။ဥပမာ မိမကကိုထက်တော်နေရင်အရင်ချင်းပိုရှိနေရင်မကြိုက်ဘူး။ဒီမိမကိုချစ်တယ်ဒါပေမဲ့သူ့ထက်ယောက်ျားကုန်တဲ့ခါယောက်ျားမနာကိုပိုချစ်တာ။တချင်းတောင်ရှိသေးတယ်မို့လား။လူချင်းသားမိဖုရားညားတော့ဘယင်မတယ်။ကျွန်တော်တို့ကမိဖုရားရှာပြီးဘယင်ပဲလုချင်တာဘယင်မရဲ့ကျင်ရတော့မဖြစ်ချင်ဘူး ။ငယ်ငယ်ကလေးကလည်းဘယင်လို့ဖို့ပဲတွင်တင်ခံခဲ့ရတာကိုအဲ့ဒီလိုနဲ့မိဖုရားလည်းတွေ့ရောဘယင်မရဲ့ချင်းရတော့ဖြစ်ကိုဆွလွတ်ပြီးဘယင်သွားလို့ကြရောအသေးစိတ်ထပ်ပြောရရင်မင်္ဂလာဦးညမှာတူနေတော့မင်းကလေးကသွေးမထွက်လို့ငါတော့နွားဖြစ်ပြီးဂျိုးပေါက်ပြီးနဲ့ယူကျုံမရဖြစ်နေသေးတဲ့အမျိုးသားတွေခုခေတ်ထိရှိတော့တခါကအမျိုးသမီးတယောက်လာမိတယ်ဆရာအဲ့ဒါဘလို့ဖြစ်တာလဲ မိမလည်းတကယ်ဖះဆူသူနဲ့မှပထမဆုံးလေအဲ့ဒီညကလေးကအရက်တွေမူပြီးပြက်တနာတွေမကြခဏရှာနေလို့ရှင်းပြပေးပါဦးတဲ့ကျမယေရှုတော်အရာပြောရင်အဲ့ဒီအမေပါကလိမ်မဆက်ဆန်ပဲအခြားအကြောင်းရင်းတွေကြောင့်လည်းပေါက်သွားနိုင်တယ်။ဒါဆိုပထမဆုံးတွေ့ကြုံမှာအဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး။အဲ့ဒီလိုမဖြစ်လို့အပြုံမစစ်ဖို့လည်းပြောလို့မရဘူး။ဒီအမျိုးသားလည်းချစ်တတ်မှာပါပဲ။ ဒါပေမဲ့သူပိုချစ်တာကမိန်းကလေးရဲ့ပြိုစင်ဘဝငါပထမဆုံးဖြစ်ရမယ်ဆိုတဲ့ယောက်ျားအတားဖြစ်နေတာဖောက်ပြန်တဲ့ကိစ္စဆိုလဲဒီလိုပဲကျွန်တော်တခါရေးဖို့တယ်ဖိုဝါရကယောက်ျားတွေကို ဖောက်ပြန်ကုန်ပို့ပေးထားတယ်ပတ်စံဆိုလဲသူတို့လက်ထဲမှာဘဝလုံခြုံမှုသာပေးနိုင်ချိအိမ်ထောင်၃ဆက်လောက်ကွဲထားလဲလက်မတွဲခြင်းနဲ့မိန်းကလေးမရှိဘူးသဘောမတူတဲ့သမီးရှင်မရှိဘူး ရေစားများတဲ့ရောက်ကြလေးနဲ့ရေစားများတဲ့မိန်းကလေးလူတွေကဘသူ့အပေါ်ဘလို့မြင်လဲစဉ်းစားကြည့်ဆိုတော့မိမကိုချစ်လားဆိုချစ်တာပဲသူ့ချက်ကိုသွေးသားဆန္ဒကို ပို့ချစ်တဲ့သူကထောက်ပြန်တဲ့လမ်းကိုရွေးကြတာပေါ့ကိုနှမကိုဘလို့ဝတ်စားရမယ်အိန္ဒြေတိခါရှိရမယ်ဘယ်ကောင်းလဲဆိုသဘောမတူဘူးနင့်ကြောင့်ငါမရှက်ချင်ဘူးနော်စသဖြင့်အကိုရိပြောကြတာကရောနှမကိုချစ်တာလားကိုသိခါကိုချစ်တာလား ကိုသမီးလေးအိမ်ထောင်꿰သွားတယ်။ရင်းစားနဲ့လွန်ချူပြီးကိုဝင်ရတစ်ဖက်ကောင်လေးကတာဝန်မီကိုဒါမှမဟုတ်အာရမပြုတ်ချင်ခံရတယ်။မိဘတွေဘလို့တုံ့ပြန်ကြသလဲ။တိတ်ရှစ်တယ်နော်။သွားပြီးငါတို့ကုန်သိက္ခာတွေကြဆင်းသွားပြီးလူပုံအလဲမျက်နှာမပြဝင်တော့ဘူး။အဲ့ဒါသမီးချက်ကိုကုန်သိက္ခာမိသားစုကုန်သိက္ခာကိုပို့ချစ်နေတာပဲမဟုတ်ဘူးလား။တကယ်ဆို ဒါငါသမီးလေးအမားမမဟုတ်တာ ရှစ်စရာမဟုတ်ဘူးဆိုပြီးမမမမရက်တီပေးတင်လာလေအဲ့ဒီလိုရက်တီပေးတဲ့မိဘတွေအဖေတွေလည်းရှိကြတာပဲဒီခါသမီးမင်းကလေးတွေဟာအိမ်ထောင်ကွဲခြင်းအစင်သက်မဖြစ်ပဲကိုဝေရခြင်းအစိတ်အတော့ဆက်ဆံရေးမှာပြိမ့်မိနေခြင်းအာရမပြုတ်ကျန်ခံရခြင်းစတဲ့တွေ့အကြုံဆိုးတွေကိုအအောင်မြင်မြင်နဲ့ကြုံဖြတ်နိုင်သွားကြတယ်ဒါကြောင့် အပြောင်းလဲတွေဟာအချက်ကနေစတယ်လို့ပြောတာပါ။ပတ်ဝန်းကျင်မှာလိလာမိသလောက်ဖွာရကနေတွေ့ဖယ်ပြီးပြိုးထောင်ခံရတဲ့မိန်းကလေးတွေရှိရဲ့။သူတို့မိဘတွေအားလုံးဒီဒီအကြောင်းအရာတွေကိုသိမနေဘူး။တချို့ဆိုခြေလက်မှာတောင်းနေကြသေးတယ်။ဒီစကလုံးကြားတောင်းကြားဖို့မင်မထင်ဘူး။တို့တော့တမိကိုချစ်တတ်တဲ့အခါကျတော့ဆင်ပြေသွားတာပဲ။ဟောကိုရဲ့ယောက်ျားအတ္တတွေမာနာတွေ ပဝင်းကျင်ရဲ့သတ်မှတ်ချက်တွေထဲကို့အမျိုးသမီးကိုပို့ချစ်တဲ့သူတွေလည်းအများကြီးရှိတာပဲသူတို့လည်း gender တွေဘာတွေသိချင်မှသိမယ် reproductive role တွေဘာတွေသဘောပေါက်ချင်မှပေါက်မယ်ဒါပေမဲ့သူတို့ကြောင့်အမျိုးသမီးတွေဟာစိတ်ချမ်းသာပျော်ရွှင်ကြရတယ်ဖော်ဝါရရဲ့ဖိနှိပ်မှုတွေမမြတာမှုတွေဆိုတာတကယ်ကရှင်းရှင်းချင်းမြင်နေရတာပဲစာနဲ့ရေးပြမှတယောက်ယောက်ကအလင်းပြမှ သိနိုင်တာမှမဟုတ်တာ မျက်စိတွေပိတ်ထားရင်နှလုံးသားနဲ့စာနာမပေးနိုင်ရင်သာမမြင်နိုင်တာပါဘယ်သူဘယ်ဝါဘလောက်ပြောပြောလဲမရပါဘူးပိတ်ထားတဲ့နားတွေဆိုတာဘလောက်អော်អော်ကြားနိုင်တာမျိုးမှမဟုတ်တာအဲ့ဒီလိုစုပ်ပိတ်ထားသမျှတွေကိုဖွင့်ပြနိုင်တဲ့တော့ကတော့ချစ်ချင်းမေတ္တာလိုပဲမြင်ပါတယ်အမေနှမချစ်သူရေးစားစနီးမယားကိုယ်သွေးကဖြစ်တဲ့သမီးကလေး ဒီလိုကိုဘဝတဲကမိမတယောက်ယောက်ကိုတကယ်ချစ်တက်လာတဲ့အခါလူမှုအတိုင်းဝိုင်းရဲ့တမက်ချက်တွေကိုရောကိုရင်တဲကအစွဲတွေကိုပါခြေဖြက်လာနိုင်ပါလိမ့်မယ်ဒေါက်တာဖြိုတီဟာ73ရက်7လ2025ဟုတ်ကဲ့ပါရှင်ဒေါက်တာဖြိုတီဟာရေးသားထားတဲ့အမျိုးသားတွေရဲ့ပြောင်းလဲမှုဟာအမျိုးသမီးတွေကိုချစ်ချင်းကနေစတဲ့ဆောင်းပါးကိုဒီမှာပဲဆုံးသတ်ပါပြီရှင်အဆုံးထိချိန်ပေးနာဆင်ပေးခဲ့ကြတော့ဒေါ်လန်မိဘပြည်သူ ကလကတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးကျန်းမာဘေးကင်းကြပါစေရှင်။